အဲ့ဒါကျွန်တော်တို့ဖိုးခီးပိုင်တဲ့နေမြေပဲဒါကျွန်တော်တို့တိမ့်ပါပဲဘသူပါပြောပြောဗျာအင်္ဂါဂျူကလာပြောရင်လည်းတိမ့်ပါပဲတိမ့်တာကတော့မယုံမရှိနဲ့ ရခိုင်ရနောက်စစ်မျက်နှာကနေဒီမာတဲ့ကိုထူပေါက်ဝင်ရောက်လာတဲ့အီရင်နဲ့တော်လန်ရဲ့တပ်ပေါင်းစုတွေရဲ့ထိုးစစ်တွေဟာအခုရပိုင်းအတွင်းမှာပြန်ပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါပြီ။တောင်ပိုင်းတိုင်းမှာ GNU ဦးဆောင်တဲ့မဟာဗျူဟာမြောက်ထိုးစစ်ကြီးတွေရဲ့စတင်ပြီးခဏအကြာမှာပဲပဲခူးအနောင်ချမ်းရခိုင်ပြည်နယ်ကြော့ဖြူနယ် ERR တိုင်းနယ်တွေမှာ EES ရဲ့လှုပ်ရှားမှုတွေကိုပြန်ပြီးမြင်တွေ့လာရတာပါ။စကားဆော့ဘက်ကတော့အီရင်နေနဲ့ဒီမာဒေသတွေကိုတိုက်စစ်ဖွဲ့ဝင်ရောက်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ရှော့တက်ခဲ့တာပါ။အီဟာရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုသိမ့်ပိုက်ဆိုး ုထောင်းနေမကပဲနဲ့2025ခုနှစ်နှစ်စိုးပိုင်းကာလကလေးကဘကွေးပကူးနဲ့ ERI တိုင်းအသီးသီးကိုစစ်ကြောင်းသုံးကြောင်းနဲ့ထူဖောက်ဝင်ရောက်လာခဲ့တာတွေ့ရပါတယ်။မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့ Ambrella ၊ပကူးတိုင်းနဲ့ရခိုင်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့တောင်ကုတ်ပထောင်းလန်း ERI တိုင်းနဲ့ရခိုင်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့ကောင်းငတိုင်းကြောင်းလန်းစတဲ့အရေးပါတဲ့အထက်ကလမ်းမိုင်းတွေကိုအကိယဝစုမှုထားနိုင်တဲ့အတွေ့အကြုံမှုလို့စကားဆအနေနဲ့ရခိုင်ပြည်နယ်ကိုတံပြန်ပတ်စစ်ဖွင့်စစ်ကြောင်းဖူးဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်တော့ပါဘူး။အရခတ်တတော် ေးဟာဒီအချိန်နေမှနေရနေတာမဟုတ်ပါဘူး။ဘကွေးတိုင်းရဲ့နောက်ဆုံးခန့်စစ်ဆီးဖြစ်တဲ့နေရီကလေးချောင်းရဲ့ကာကွယ်ရေးတပ်စခန်းဘကွေးတိုင်းရဲ့ရှီတန်းကအမားခန့်ခန့်စစ်စခန်းကြီးတခုဖြစ်တဲ့ညောင်ကျူစခန်းကိုအပြည့်တိုင်သိမ်းယူနိုင်ခဲ့ပြီးတော့အေယာဝရီတိုင်းရဲ့ခန့်စစ်ကြီးတပ်ဖွဲ့ဖြစ်တဲ့လေးမျက်နှာအမတ်တ3လေးလေးကိုလည်းလက်ရှိအချိန်မှာထုစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကခင်စခန်းတချို့ကိုလည်းရရှိထားပြီးဖြစ်ပါတယ်။အေးနဲ့တော်နိုင်ရေးတပ်ပေါင်းစုတွေဟာတသိန်းမွန်ရဇမ်းမိုင်းကိုအပြည့်အဝထင်းချုံနိုင်အောင်ကြိုးစားနေပုံရပါတယ်။ဒီကနေမှတဆင့်တသိန်းချေဆိုင်အနောက်တောင်နယ်စစ်ဌာနချုပ်ကိုလည်းကော ပကောနောင်ချံတောက်ပဆာစိုက်ရုံများကို၎င်းဆက်လက်ထူးဆစ်စင်တက်ခိုက်သိမ်းယူလာနိုင်ပါတယ်။ချခိုင်ပြည်နယ်အတွင်းကတရုတ်ကမဟာအကျိုးစီးပွားဖြစ်တဲ့ရင်းနှီးစိတ်ကံကြီးတီရှိအကြောင်းဖြစ်ဖို့လည်းအီအီကဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။စကားစားဟာပြီးခဲ့တဲ့အပတ်ကရေချောင်းလေချောင်းပစ်ကူများအပြင်တရုတ်ပြည်နယ်ရှင်များရဲ့ drone အကူအညီများနဲ့တံမြန်ထူးဆစ်စင်ခဲ့ပေမဲ့အကြောင်းဆိုးများစွာနဲ့တက်ပြန်ဆုတ်ခဲ့ရပါတယ်။ကြောက်ဖြူခြေဆိုင်ခမရံ၅လေးနှစ်၅လေးသုံးလူကနေအင်အားစုဖွဲ့ပြီးတော့ပက်ဆစ်စင်ခဲ့ပြီးမဲ့စကားစားတပတ်နှစ်ရာကျော်တည်ဆုံးခဲ့တယ်လို့သိရပါ ါတယ် ။ ARI တိုင်းတွင်းမှာလည်း EE နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာဗောမီမကြီးဝင်ကျွော်ရီဘက်ကနေပြီးတော့သာပေါင်းမြို့နယ်တွေကိုထူဖောက်ဝင်ရောက်လာတာရှိသလိုဂွားမြို့နယ်ကနေတဆင့်ဘေးကဂိတ်စခန်းကိုဖြတ်ကျော်ကရင်ကြီးမြို့နယ်တွေဒီစစ်ကြောင်းထို့အင်အားဖြန့်ကျက်လာနေပါတယ်။စကားစအနေနဲ့ကတော့ချွေတောင်ရံမြို့လေးမျက်နာမြို့သာပေါင်းရီကြီးစားတဲ့မြို့တွေမှာအခါရံမှာတက်ဆွဲထားတာကိုပြေးရပါတယ်။ဒီမြို့တွေဟာအနောက်တောင်နယ်စစ်ဌာနချုပ်ပတ်သိမ်းကိုခန့်စစ်တပ်ဖွဲ့ကာရင်ထားတဲ့မြို့တွေပါ။ဒီမြို့တွေကြာသွားရင် EE ရဲ့ဒုတိယမြို့သမိုင်းဝင်အောင်ပွဲဟာအနောက်တောင်နယ်စစ်ဌာနချုပ်နတ်တခ သက်တင်ဖြစ်လာနိုင်ပါတယ်။ပဲခူးတိုင်းရဲ့နောက်ချမ်းကပထောင်မြို့နယ်ကညောင်ယိုးမှလည်းယခုလမှစတင်ကတိုက်ပွဲတွေတဖန်ပြန်လည်ပြင်းထန်လာပါပြီ။အီအီနဲ့တော်လိုင်းကြီးတပေါင်းစုတွေဟာအိုရှိပင်ဘက်ကိုတဖြည်းဖြည်းတိုးကပ်လာနေတာပါ။ပကူတိုင်ဟာမြန်မာပြည်အခက်ပိုင်းနဲ့အောက်ပိုင်းကိုချိတ်ဆက်ပေးထားတဲ့မဟာဗျူဟာမြောက်ဆက်သွေးကိုင်းကြီးတစ်ခုပါ။ပကူအနောက်ချမ်းကပသိမ်မွန်ရလမ်းမိုင်ကိုအီနဲ့တော်လိုင်းတပ်ပေါင်းစုတွေဟာထင်းချုပ်ဖို့ကြိုးစားနေပြီးပကူအရှိချမ်းကရန်ကုန်မန္တလေးအန်ရလမ်းမကြီးကိုလည်း KNU ဦးဆောင်တဲ့ တော်လိုင်းတပ်မောင်းစုတွေဟာထင်းချုပ်မှုကြိုးစားနေပါတယ်။တလုတ်ဖက်သိမ်းယူနိုင်ခဲ့တဲ့ခလာရ၅ခုရှိဟာရန်ကုန်မန္တလေးအမြန်လက်ဟောင်းနဲ့အတောကိုနှိစက်နေတာပါ။ဗဘူးတိုင်ကိုတော်လိုင်းတပ်ဖွဲ့တွေကပြည်ပြည်ဝဝထင်းချုပ်နိုင်ခဲ့မယ်ဆိုရင်စကတ်ဆရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုရှစ်စိရနောနောက်တီဟန်တာထားနိုင်တော့မှာပါ။ဒီနောက်မှာတော့အရခတက်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအေယာဗရီတိုင်းပသိမ်းအခြေဆိုင်နတ်တခအထိကိုထူဖောက်ဝင်ရောက်လာနိုင်ပါတယ်။ပထဝီစီရေးရဘကူးနဲ့အေယာဗရီတိုင်းကိုတော်လိုင်းအင်ရောက်စုတွေဘက်ကပြည်ပြည်ဝဝထင်းယူနိုင်ခဲ့မယ်ဆိုရင်ရန်ကုန်ဆိုတာကစကတ်ဆအနည်း ီးနဲ့အမြန်လက်လျှော့ရမှာပဲဖြစ်ပါတယ်။ရရှိချိန်မှာ KNU ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကထိုင်းမြန်မာနယ်စပ်တလျှော့ကရေးပါတဲ့ကုန်းတို့ရေးစခန်းတွေကိုသိမ်းနေပါတယ်။အမှတ်၈ပြည်ထောင်စုလမ်းမကြီး တဝဲတိခိလန်ကော့ခရစ်မြဝရီအာရှလမ်းမကြီးတို့ကိုလည်းကောင်းစွာဆွမှုထားနိုင်နေပါပြီ။တလင်လာဤတန်းကင်းကင်းတီနဲ့ပကိုးတိုင်းအရှိချမ်းစစ်ကောင်းမြဝန်ဒေတာတွေကိုလည်းပြပြပေါ်ပါထိ ंछ ုံဆွမှုနိုင်မှုကျူးစာနေပါတယ်။ချုံမွန်သောနေရာရင်တော်လင်းအင်အားစုတွေဟာပထမဆင့်အနေနဲ့ကြီးလက်ဒေတာနဲ့စစ်စခန်းတွေကိုဥစွာထုတ်စစ်စင်တိုက်ခိုက်ပါတယ်။ဒီနောက်မှာတော့အရေးပါတဲ့လမ်းမကြီးတွေကိုပါထိ ंछ ုံပါတယ်။ထို့နောက်မှာတော့အရေးပါတဲ့မြို့တွေကိုဆက်လက်သိမ်းပြီးတွေ့ရပါတယ်။ဒီမြို့ဟာကိုစစ်ရေးအရာ offsite in strategy လို့ခေါ်ပါတယ်။အရက်ခတ်တက်တော် EE ရောတရင်မြို့သားအစည်းအုပ် KNU ရောအခုလက်ရှိဆင်နွှဲနေတဲ့စီရေးရည်မှန်းချက်တွေအောင်မြင်သွားတဲ့အခါမှာစကစဟာကြာကြာတောက်ခနိုင်တော့မှမဟုတ်ပါဘူး။ KNU ဥဆောင်တဲ့တောင်ပိုင်းတိုင်းရဲ့ထိုးစစ်တွေမှာအရက်ခတ်တက်တော် EE လေ့ကျင့်ပြုထောင်ပေးထားတဲ့ PPLA ဟာရွေ့ရွေ့ချွင်ချွင်ပါဝင်တက်ခိုင်နေသလို EE လေ့ကျင့်ပြုထောင်ပေးထားတဲ့နောက်ထပ်တပ်ဖွဲ့တစ်ခုကလည်းရခိုင်နဲ့အညာစစ်မျက်နှာလေးမှာအရက်ခတ်တက်တော် EE နဲ့အတူထပ်တူအသက်ပေးပြီးတော့တိုက်ပွဲဝင်နေပါတယ်။ အီအီရဲ့ဦးစားဘတ်လူတော်ပြောလို့ရပါတယ်သူတို့ကတော့ကျောင်းသားလေယုံတက်တော့ SAF ပါသူတို့ကြောင့်ဝသိခင်နေဆိုရင်တော့နောက်ထပ်ဗီဒီယိုတပုတ်လုပ်ပြီးတင်ဆက်ပေးပါမယ်အဆုံးထိနောက်ဆက်ပြီးခဲ့တဲ့ပတ်ကျစုတင်ပါတယ်ပန်ဒက်ကလစ်ပါရေရောဘုံအောင်ရမည်